နောက်တစ်ခုကကြတော့ function ပါ function function ဆိုတာကအမတို့ excel ကိုပဲ excel ကိုအသုံးပြုပြီးတော့မှအမတို့ဒီတွက်ချက်မှုတွေပြုလုပ်တာပေါ့နော်စစ်စစ်မှုတွေတွက်ချက်မှုတွေပြုလုပ်တာအဲ့တော့ function တွေကတော့ excel မှာကတော့အများကြီးပဲရှိတယ်အဲဒါပေမဲ့အမတို့ကအာဒီအခြေခံအနေနဲ့ပေါ့နော်ဒီ၄မျိုးကတော့မဖြစ်မနေသိရမယ်တခြားသောအရာတွေလည်းရှိတယ်အဲ့ဒါတွေကတော့အမတို့ event excel မှာပဲတင်ရတာပေါ့နော်အဲ့တော့အခုကတော့ဒီကောင်လေးပေါ့အခု โอเคခဏเนาะမနည်းနည်းလေးကနန်းကိုဟိုပါဖြစ်အောင်အဲ့တော့အခုဒီမှာလူမျိုးဆိုရင်မတို့ကကြည်လိုက်တယ်လေအာတူတေပေါ့တူတေဆိုတာကအမတို့စွတ်စွတ်ပေါင်းတာကိုပြောတယ် နော်အဲ့တော့ဒီမှာဒါ formula ပြီးသွားရင်နော် formula ကိုပြောထားလေ equal နှိပ်မယ်ကိန်းကနန်းကိုရွေးမယ်ဂျားထဲမှာအသုံးပြုမယ် operator ကိုရွေးမယ် operator ဆိုတာဘာလဲအပေါင်းအနှုတ်အမြောက်အစားနော်ဒါပေမဲ့သင်္ချာအမှားကတော့အမြောက်နဲ့အစားဒီပုံစံဒီမှာကတော့ခရီးဝင်သင်္ကေတာလေးနဲ့အမတို့ bus လက်သင်္ကေတာလေးဟုတ်ပြီနော်အဖြေပြဖို့အတွက် under ကိုနှိပ်မယ် ီးရင်ညာဘက်တောင်းမှာအပေါင်းပုံဖြစ်ရင်အောက်ကိုဆွဲချဒါမှမဟုတ်ရင်ဘေးကိုဆွဲပေါ့တူတူတဲ့ဘက်ကိုဆွဲရမှာပြောချင်တာအဲ့တော့အခုကလည်းပဲအမတို့တမဖန်ရှင်အဲ့တော့အဖြေပြလိုတဲ့ဆဲကွက်ကိုရွေးရတယ်เนาะအဖြေပြလိုတဲ့ဆဲကွက်ဆိုတော့အမတို့ဒီဆဲကွက်လေးကိုရွေးချင်မယ်အဖြေပြချင်တာဒီ total ရဲ့ဘေးနားကအကွက်ပါဘောင်းပါလဲဆိုတော့ data 1နဲ့ data 1မှာရှိနေတဲ့เนาะ data 1မှာရှိနေတဲ့ အမတို့ဒီကနန်းနေအားလုံးကိုပေါင်းကျင်တာတဘောကတော့200ကနေ1000ခွဲအထိကိုပေါင်းကျင်နေပြောတာအဲ့တော့ဒီမှာပြမယ်နော်ပေါင်းကျင်တာများခုနလိုပေါင်းလိုက်ရင်ရတယ်လေညီမချင်းထူးတယ်ရွေးမယ်ပေါင်းမယ်လက္ခဏာတွက်ထည့်မယ်ရွေးမယ်အဲ့တော့မတို့မကြဘူးလားကြတယ်နော်တခုချင်းစီလိုက်ရွေးနေရတယ်အပေါင်းတွေကိုတခုချင်းစီလိုက်ထည့်နေရတယ်အဖြေပြဖို့အတွက်အန်တောင်းနှိပ်လိုက်တယ်အဖြေရတော့ထွက်တယ်ဒါပေမဲ့ဘာဖြစ်လဲအမတို့ transaction ကကြတယ်လေ ကနန်းနေရအများကြီးပြောမှာတက်ကနေပြီးတော့မှเนาะ data 1ကနေပြီးတော့မှဟိုးအောက်က90လောက်ထိအကြောင်း90လောက်ထိရှိရဆိုရင်အဲ့အကြောင်း90လုံးတစ်ခုချင်းစီသွားရွေးလိုက်လက္ခဏာသွားနှိပ်လိုက်ဆိုရင်အမတို့မပြီးတော့ဘူးအမမှားပြီးတော့ရွေးမိတာမျိုးတွေလည်းဖြစ်နိုင်တယ်เนาะအဲ့တော့မတို့ဘာလုပ်မလဲ total စုပေါင်းဆိုတဲ့ကိစ္စ function ကိုအသုံးပြုမယ်ရမယ်เนาะအဲ့တော့ function ကိုသုံးမယ် function ကိုသုံးမယ်ဆိုတော့ အမတို့ကအဖြေပြလို့ရဆဲခွင်လေးကိုရွေးမယ်အခုတူတဲရဲ့ဘေးမှာအဖြေပြခြင်းလားအဲ့တော့အရင်ဆုံးသူလဲဘာလို့ပြရမလဲဆိုရင်ညီညာခြင်းနှိပ်ပေးမယ်เนาะအမနော်ဒီကောင်လေးအဲ့တော့အရင်ဆုံးမနဲ့အရင်တုံးမယ်เนาะဒီမှာညီညာခြင်းညီညာခြင်းနှိပ်ပြီးပြီးဆိုတာနဲ့ပေါင်းမယ်တိုတယ်လို့မြင်ပြီဆိုရင်စုစုပေါင်းစုစုပေါင်းကိုမြင်ပြီဆိုရင်စုစုပေါင်းကိုမြင်ပြီဆိုတာနဲ့အမတို့ဒီအာပေါင်းတာဖြစ်တဲ့အတွက် SUM sum ကိုမှတ်ထားပေးရမယ် အဲ့ဒါလေးတွေကတော့အလူရရမယ်ပေါ့เนาะအဲ့တော့ညီမရချင်းပေါင်းမှာဖြစ်တဲ့အတွက်လက်ကနေဆမ်းလို့ခဲလိုက်တယ်စလုံးပေါင်းမှားလို့မရဘူးအရှိမ equal ထိုးပေးရမယ် equal ပြီးရင် sum sum เนาะတခြားရိုက်ပေးမယ်ရိုက်မှဒီလိုမျိုးလေး box လေးတစ်ခုပေါ်လာလိမ့်မယ်เนาะ menu လေးတစ်ခုပေါ်လာမယ်ပေါ်လာပြီဆိုရင်အဲ့မှာကိုဘာကိုသုံးပါလဲ sum ဆိုတာကိုသုံးမှာဖြစ်တဲ့အတွက်အဲ့ဒါကိုတပယ် click နှိပ်မယ်เนาะမမားစီနဲ့တပယ် click ကိုတစ်ခါတည်းနှိပ်မယ် နှိပ်ပြီးသွားရင်အမတို့ data 1မှာရှိနေတဲ့ data အားလုံးကိုပေါင်းမှာဖြစ်တဲ့အတွက်200ကနေ2000ခွဲအထိကို select all အဲဖြည့်ဆွဲပြီးတော့ရွေးမယ်။ပြီးရင်အဖြည့်ပြဖို့အတွက် enter ကိုနှိပ်မယ်။ရမယ်နော်။နောက်တစ်ခေါက်ပြန်တွက်ပြမယ်။ delete နဲ့ဖြတ်မယ်။တပိသားဆဲကွက်တွေကို delete နဲ့ပဲဖြတ်ရမယ်နော်။ပြောပြီးသားပြောထားတယ်နော်။အဲ့ဒါ delete နဲ့ပဲဖြတ်မယ်။ညီညာချင်းပေါင်းမှာဖြစ်တဲ့အတွက် sum ပေါ်လာပြီဆိုရင်မှားပြီးတော့မရွေးနဲ့တပည့်ကလေးနှိမ့်မယ်။ဘယ်ကနေဘယ်ကိုပေါင်းချင်တာလဲ200ကနေ2000ခွဲအထိမူးလို့တခါတည်းရွေးရမယ်။ဘာလို့လဲအမတို့ function နဲ့မူးလို့နော် function ဆိုရင်ဈာမလက္ခဏာထည့်စရာမလိုဘူး။ sum ဆိုတဲ့နော်အရှိမ sum ဆိုပြီးတော့မှ function ကိုပေါင်းခိုင်းလိုက်ပြီ။အဲ့ဒီ function name ကိုခေါ်လိုက်ပြီးဖြစ်တဲ့အတွက်ကိုပေါင်းချင်တဲ့အရာကိုတခါတည်း ဆက်လက်မှတ်ယုံမယ်ခုနကလိုတကွက်ချင်းစီရွေးတယ်ဆိုတာကဈာမှာတွက်ချက်တဲ့ operator ထဲမှာမို့လို့အခုကမထဲဘူးလေအမတို့ကအရှိမတခါတည်းပေါင်းမယ်ဆိုပြီးတော့မှ function ကိုယူသုံးလိုက်တာမို့လို့တခါတည်းရွေးလို့ရပြီအဖြစ်ပြဖို့အတွက် enter နှိပ်လိုက်တပည့် click နေပြီးအဖြစ်စစ်ကြည့်လိုက် sam ဘယ်ကနေဘယ်ထိကိုပေါင်းထားရလဲ b7 ကနေ b12 တယ်ကြည့်လိုက်ဒီမှာလေး row number 7 row number 12အထိကိုသူပေါင်းထားတယ်ဘယ် column မှာရှိရလဲ b column မှာရှိတယ် ရမယ်เนาะအဲ့တော့ဒါကကြတော့လေဒါကြီးကဒါကြီးကိုမအောက်ဆွဲချလို့ရပါမလားမရဘူးเนาะဘာလို့လဲဒါလိုချင်တာမစီမံလိုချင်တာဒါလိုချင်တာမီနီမယ်ဒါ average လေအဲ့တော့ तू ကဘယ်လိုတူတာလဲဆိုတော့ဘေးတိုက်သွားတူတာဒီ data 2ကိုလေတိုတယ်ပေါင်းပါအဲ data 6အထိကိုတိုတယ်ပေါင်းလို့ပြောတာအဲ့တော့မတို့ဒါကိုဒါကိုလည်းတွက်ပြမယ်เนาะ assumption sum ရွေးပြီး double click data အဲအဖြေပြမယ် ရွေးပြီးလည်းကြည့်အောင်ကိုရွေးတဲ့ဟာမှန်ရောမှန်ရဲ့လားလို့နှစ်ကွက်သေးပေါင်းချင်ရင်နှစ်ကွက်သေးကိုရွေးရတယ်။သုံးကွက်ပေါင်းချင်ရင်သုံးကွက်ကိုရွေးရတယ်။ရတယ်နော်။အဲ့တော့အမဘေးတိုက်ကပေါင်းချင်ပေါင်းတဲ့အဖြစ်တန်ဖို့ပဲထွက်မှာမို့လို့အပေါင်းပုံလေးဖြစ်သွားပြီဆိုရင်အဲနော်အော်တိုဖေးအောက်ဘေးကိုဖိဆွဲလိုက်ပြီ။ရတယ်နော်။အဲ့တော့โอเคနောက်တစ်ခုကကြတော့မက်ဆီမန်ပေါ့။ အော်တိုဗီဆဲတာဟာလေဒါကအမတို့ခုနကတော့ကလေဒီဟာနဲ့အတူတူပဲနော်ဟိုမှဂျင်းရန်ဂျန်လို့အတူပေါက်ရေးတယ်ဆိုရင်တော်လဲအတူတိုင်းပေါ့မယ်နော်နော်အော်တိုဗီဆဲတဲ့နေရာမှာလေဒါအောက်ကိုဆွဲလို့အောက်မဆွဲဘဲနဲ့အမကဘေးကိုဆွဲကြည့်လိုက်ဘေးဆိုရင်လေသူကဘေးတိုက်ပေါ်မှာနော် January February March ကဘေးတိုက်ပေါ်မှာနော် Okay နောက်တစ်ခုကကြတော့ maximum maximum ဆိုတာကကြတော့တန်ဖိုးတွေအားလုံးနေရာမှာနော်အများဆုံးတန်ဖိုးတစ်ခုကိုသူက ရှာခိုင်းတာခဏလေးနော်ရောပါဆိုလို့အမဒါကိုအယောင်ဖြည်းဖြည်းလေးပပလေးချင်းလိုက်မယ်အဲ့တော့ဒီ data တွေကမှအများဆုံးတန်ဖို့တစ်ခါကျရင်ရှိရဲဥပမာရောင်းအားတွေဒီနေ့ပေါ့နော်ပစ္စည်းတွေကုန်ပစ္စည်းတွေအများကြီးတဲ့ရမှာဘယ်ပစ္စည်းတွေဘလောက်အမောက်အများဆုံးရောင်းရတာလဲဆိုတာကိုကသိချင်တယ်ဒါမှမဟုတ်အရေးအတွက်အများဆုံးကိုကိုသိချင်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကနန်းနေရကြောက်တောက်တွေဖြစ်တဲ့အတွက်အမတို့လိုက်ရှာလို့မလွယ်ဘူးအဲ့တော့အမတို့မစီမန်မစီမန်ကိုတွေ့ပြီဆိုရင် မစီမံသုံးမယ်ဆိုရင်အရှိဆုံးသုံးလုံးကိုမှတ်ထားမယ် MAX MAX သူ့ရဲ့ function နဲ့မရဒီမှာလည်းအမှမှတ်မိအောင်လို့ရေးပေးထားတယ်စာအုပ်ထဲမှာလည်းပါတယ်ဒါမယ်နော်အဲ့တော့ညီမချင်း MAX MAX ပေါ်လာပြီတပည့်ကလေးနှိမ့်မယ်မှားတော့မရွေးနဲ့ပြီးရင် data ရွေးမယ်2000ကျွဲအထိပဲနော်ခုနအတွက်ထားတဲ့ total အမောင်းကြီးပါလား မပေါင်းเนาะအဲ့ဒါခုနကမှမလို့တွက်ထားတာလေသူလိုချင်တာကအပေါ်ကဒီ data ကိုပဲသုံးမှာเนาะအဲ့တော့အဲ့ data ကိုပဲရွေးမယ်เนาะ enter ပေါ့အဲဒါဆိုရင်ဒါအများဆုံးတန်ဖိုးကဒီလောက်ပဲအဲ့တော့သူလည်းပဲ base date က maximum တန်ဖိုးတွေပဲထွက်ချင်တာဖြစ်တဲ့အတွက် base date ဆွဲအဲ့မှာ double click နှိပ်ကြည့်လိုက်သူနဲ့သက်ဆိုင်ရာကိုရွေးပြီးသွားတယ်ရမယ်เนาะအဲဟုတ်ပြီနောက်တစ်ခု minimum ညာချင်း minimum ဆိုတာကအနည်းဆုံးတန်ဖိုးအဲ့တော့အနည်းဆုံးတန်ဖိုးဆိုရင် အရှိဆုံးက MIN မင်းသုံးလုံးကိုမှတ်ထားမယ်နော်အလွတ်မှတ်ထားမယ်နော်အကောင့်ကြီးကအလွတ်ရရမယ်အဲ့တော့ညီမချင်း MIN တပည့်ကလစ်နှိပ်မယ်ဘယ်ကနေဘယ်ထိပဲလေ data 200ကနေ2000ကျွေးအထိပဲဟုတ်ပြီနော်အဲပြီးရင် auto fill ဘေးကိုဆွဲမယ်နောက်တစ်ခုက average ပေါ့ average ရဲ့သဘောကကြတော့အမတို့စုစုပေါင်းတီးပြီးတော့မှအရေးထွက်နေစားတာပြန်မျှကိုပြောတာဥပမာအမတို့ဟို လက်ထဲမှာပတ်စံ9000ရှိရယ်အဲ့လူ9ယောက်ရှိမယ်9000 9000ခွဲယူမယ်ဆိုရင်ဘယ်လောက်ရမှာလဲတထောင်ရမယ်လေအဲ့ဒါဘာလုပ်လိုက်တာတော့9000ကိုတီးပြီးတော့မှ9နဲ့စားရဲစုစုပေါင်းတီးပြီးတော့အရေးအတွက်နဲ့စားတဲ့သဘောကိုပြောတာเนาะအဲအဲ့တော့ तू ကလည်းပဲ average ပဲသူ့ရဲ့ function name ကတော့ average ပဲเนาะအဲ့တော့ညီများချင်းမားစီနေเนาะမားရင်မရဘူးပေါ်လာရင်တပည့်ကလေးနိုင်မယ်သူလည်းပဲဒီ data ကိုပဲယူရမယ် อืมဒါဆိုရင်အဖြစ်ရပြီเนาะအဲ့တော့အဲ့လိုမျိုးပြီးသွားပြီဆိုရင်ဒါဒီပတ်စံမှုအမောင်းကြီးဖြစ်တဲ့အတွက်ဆက်လက်မှတ်ပြီးတော့ comma ကိုတက်မယ်ပြီးရင်တသမာတွေကိုလျှော့ပေးမယ်ရမလားရမယ်เนาะဟုတ်ပြီအဲ့တော့ဒါကမတို့ဒီတစ်ချက်ချင်းပေါ့